်စွာဘုရားသခင်ကိုရောမြတ်ကသုညနာကိုလုံးဝမကြိုက်ဘူးဆိုတာဘုရားကိုးကွယ်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းတတိထားတဲ့ပေါ့ပါဠိအကိုကားတွေမြောင်များစွာရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်သို့မဟုတ်ဘုရားရဲ့တပည့်သားတော်ကလားနေတာကိုမြင်တောင်မှပဲဘာသာကြားတွေဘုရားလက်ထက်ကဘာသာကြားတွေအညတ်တိဋ္ဌိယလို့ခေါ်တယ်အဲ့ဒီဘာသာကြား provide တွေဟာသူတို့ချင်းချင်းဆိုလို့ရှိရင်သူညံပြီးစကားပြောနေကြတယ် ဖရာရဲ့တပိသားတဲ့ဦးသို့မဟုတ်မြတ်စွာဘုရားကြွလာတာခလန်းလန်းကမြင်လိုက်တာနဲ့တပြိုင်နဲ့တယောက်တယောက်လက်ကုပ်ပြီးဟေးတိတ်တိတ်နေတိတ်တိတ်နေကြဟိုမှာယဟန်ဂေါရမကြွလာပြီသို့မဟုတ်ယဟန်ဂေါရမရဲ့တပိသားဝကကြွလာပြီသူတို့ကတိတ်ဆိတ်တာကိုအမတမ်းမကြိုက်တယ်ဆူညံနေရင်ဒုစီလာမှာမဟုတ်ဘူးတိတ်ဆိတ်မှလာမှာလို့ဒီလိုစာပေထဲမှာပိဋကတ်ထဲမှာတုတ်တန်တော်တော်များများမှာရှိတယ်ပေါ့အဲ့တော့မြတ်စွာဘုရားဟာ အပတ္တဒကာမအတန်တိတ်ဆိတ်မှုမျက်နှိုးတယ်တဲ့အပတ္တဒဝိနိတတူတူတိတ်တိတ်နေဖို့မြတ်စွာဘုရားအမြဲတမ်းဆုံးမတယ်တဲ့နော်အပတ္တဒသဝဏဝါဒီတူတူတိတ်တိတ်နေတာကိုအမြဲတမ်းချီးမွမ်းစကားပြောတယ်ဒါကဗုဒ္ဓဘာသာဝင်နေမြန်မာလူမျိုးတွေမှာဗုဒ္ဓဘာသာလို့ဆိုပြီးတော့ဖះကိုជីညိုကိုးကွယ်ပေးမယ်လို့ဖះပါကြိုက်တယ်လဲဆိုတာကို မသိကြတိလည်းပဲမလိုက်နာဘူးဆိုတဲ့အထိပယ်မျိုးရောက်တယ်ဘုန်းကြီးတို့တခါမုံရမြို့မှာတရားဟောသွားတယ်တရားဟောသွားတဲ့အခါမှာဖရာပြဝုံထဲမှာတရားဝဲကျင်းပါတရားဝဲပြီးလို့ဖရာရုပ်ပွားဆင်းလို့ရှိသွားပြီးတော့ကြောတဲ့အခါမှာခန္ဓာကိုယ်ကြီးတိုက်ထဲဝင်ကြောတဲ့အခါနိုင်ငံညာသားတယောက်တရားအထုတ်နေတယ်ဖရာရှိမှာ ကပ္ပထာအထုတ်ပြီးတော့ဘုရားကိုအာယုံပြုတ်နေတာတွေ့ဘုန်းကြီးကဘုရားရှိဝင်ပြီးတော့ဝှချတော့သူကထိုင်ရကကပ္ပထန်ထိုင်တာကိုခိတ္တရက်ပြီးတော့ဘုန်းကြီးကိုသူကရှ िख ုံးဝှချပြီးတော့စကားစမြည်ပြောပြတယ်ပေါ့သူကအမေရိကန်ကလာတာသူ့နာမည်က Robert Cannon လို့ခေါ်တယ်ကပ္ပထန်အထုတ်ရင်းကနေဘုရားဘာသာဖြစ်လာသူကဘာပြောလဲလို့ဆိုရင် မြန်မာလူမျိုးတွေကတဲ့ဗုဒ္ဓဘာသာတို့သာဆိုတယ်တဲ့ဖះရှိတ်လာလည်းပဲဒီပေါက်ဆိုင်ပေါက်ကလေးလို့ပေါ့လေချက်ချင်းလေးဝိုးလေးချပြီးစကားထိုင်ပြောနေကြတာတဲ့ဖះပရဝုံနဲ့သူကြည့်တယ်ဖះရှိတ်မှာဖះကိုအာယုံပြုတ်ပြီးတိတ်တိတ်ဆိတ်ဆိတ်နေတာတခါမတွေ့ရဘူးတဲ့ဟောကဲ့ခံရတာနိုင်ငံသားအဲ့ဒါလို့ကဲ့ရဲ့သွားတာအဲ့တော့ ဖះကြိုက်တာဘာကြိုက်တယ်လဲဆိုတာဘုရားဘာသာတွေသိဖို့အမှန်မှလိုအပ်တယ်။ဘာလို့လို့ဆိုကိုကိုကိုဝယ်နေတဲ့ဖះရဲ့ဒီအကျင့်လေးတောင်မှမလိုက်နိုင်ဘူးဆိုတဲ့အခါကျတော့တို့တွေကဖះကိုဝယ်တာဘာအသေးပဲရှိဘာမှအသေးပဲမရှိဖះရဲ့အဆုံးမလိုချင်လို့ဖះအဆုံးမလိုက်နာဖို့ဖះကိုကိုဝယ်အဲ့လိုမဟုတ်ဘဲနဲ့ဖះစကားနားမထောင်ဘူးကိုကြိုက်တာပဲကိုလုံးတယ်ဆိုတော့ တော့အမတန်မှဟိုစဉ်းစားဉာဏ်ကင်းမဲ့ရရောက်တယ်ပေါ့ဖျားပွဲတွေဆိုရင်ကျင်းပရင်စဉ်းဉာဏ်နေတယ်ဖျားရှိရင်လက်ခံမလားအဲ့လိုလို့ရင်ဖျားပွဲတွေဆိုတာဘုန်းကြီးတို့ငယ်စဉ်ကလည်းဖျားပွဲတွေအမျိုးမျိုးကြည့်ခဲ့ရောက်တယ်ဆိုလို့ရှိရင်ဖျားကို လာပြီးတော့လဲကြတဲ့သဘောပဲရှောက်ကြည့်တဲ့သဘောပဲဖျားကိုအလေးနဲ့ထားတဲ့ပုံကအမတန်မှနည်းတယ်ဖျားပေါ်ရောက်လာရင်စူးစူးညံ့ညံ့တန်ချက်စစ်တွေတခြင်းတွေဖွင့်တယ် အဲ့တော့ဖရားနဲ့ပတ်သက်တဲ့သခြင်းလည်းမဟုတ်ဘူးတရားနဲ့ပတ်သက်တဲ့သခြင်းလည်းမဟုတ်ဘူးစကားပြောမဖြစ်ဆိုမဖြစ်အဲ့ဒါလို့ဆုညာမှုတွေအမတမလွှမ်းမိုးနေတယ်အမတမမြန်မာလူမျိုးတွေနဲ့လုံနေတဲ့အလုပ်တွေနဲ့ဒါတနိုင်ငံလုံးအနှံ့ဒီတိုင်းပဲဒီတနေရာကိုပြောတာမဟုတ်ဘူးနော်တနိုင်ငံလုံးအနှံ့လူတွေမစင်စားကြဘူးဘုန်းကြီးတွေလည်းမစင်စားကြဘူးလို့ပြောရမှာဘာလို့လဲဆိုတော့ပွဲကလေးရှိရင်အတန်ချက်ဆက်ပါမှာ ဆူတယ်ညံတယ်နော်တချင်မျိုးစုံဖွင့်တယ်ဆိုတော့နိုင်ငံသားတွေကဒါမျိုးတိတ်ပြီးတော့ကဲ့ရဲ့ရှုတ်ချတာအဲ့တော့ဗမာလူမျိုးတွေပုံမှာနိုင်ငံသားတွေကဘလို့ထင်သွားတော့ဆိုလို့ရှိရင်ဒီလူတွေကအလေးနဲ့မရှိဘူးပေါ့ဆတ်ဆတ်သမားတွေပဲဘာသာတရားလည်းနားမလည်ဘူးဘုရားဘာသာလို့သာပြောတယ်ဘုရားဆုံးမလည်းနားမလည်ဘူးလို့သူတို့ကဒီလိုထင်သွားတာဟုတ်လဲဟုတ်တာပဲအမှန်ကတော့ တကယ်ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်ကိုမဟုတ်တာတွေအများကြီးပဲเนาะစူးစူးညံ့ညံ့လှုပ်တာအမှန်တမ်းဆိုးွားတယ်အဲတခါတရားဆိုလို့ရှိရင်အတန်ချက်ဆက်ကြီးတွေနဲ့អော်ပြီးတော့ရှောက်ပြီးတော့ဖွင့်နေတရားဖွင့်အောင်အတန်ချက်ဆက်နဲ့ဖွင့်နေဆိုရင်တစ်ဖက်သားရဲ့အနှောက်အယှက်ဖြစ်အမေရိကန်နိုင်ငံတို့ဆိုလို့ရှိရင် Ho India အတန်ကြားလို့ရှိရင်ရဲကိုတင်လို့ရသူတို့နိုင်ငံမှာအတန်ဆူညံလို့ မမဲအိမ်နာနေချင်းတောင်မှဒီအိမ်ကတန်ချက်ဆက်နဲ့သို့မဟုတ်ကက်ဆက်ရေဒီယိုကျေဖွင့်လို့ဟိုအိမ်ကအတန်နေတာတဲ့ဆူညာနေဆိုရင်သူက911ကိုနှိပ်လိုက်ပြီးတော့ရဲအကြောင်းကြားလိုက်တာပဲဘာလို့ဆိုသူတို့ဆူညာနေတယ်ပေါ့ဒီမှာအဲ့ဒါနဲ့လာပြီးတော့တားမြစ်ခံရတာဒါတွေမကဘူးအမေရိကန်နိုင်ငံတို့မှဆိုလို့ရှိရင်ဒါအမေရိကန်နိုင်ငံကောင်းတာကိုပြောတာမဟုတ်ဘူးဒီ ဖះချိုက်တဲ့အကျင့်မျိုးတွေသူတို့စီမှာရှိတယ်နော်ကောင်းတာကိုတော့ကောင်းတယ်လို့ပဲပြောရမှာပဲမကောင်းတာကိုမကောင်းဘူးလို့ပဲပြောရမှာသူတို့စီမှာတိတ်ဆိတ်ငြိမ်သက်တယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်တရားထုတ်လို့ရတယ်လမ်းပေါ်မှာကားတွေသွားတယ်ကားသာမြင်ရတယ်အတမ်းကြားရအောင်နော်အိမ်တွေမှာလည်းလူမရှိရလားလို့အောက်မရတယ်တိတ်ဆိတ်ငြိမ်သက်နေတာပဲအဲ့တော့ခဏခင်မှာလည်းပြောကြတယ်ဆူညံမှုဟာ noise pollution လို့ခေါ်တယ် ကျမကြီးကိုလည်းထိခိုက်စေတယ်ကျမကြီးကိုလည်းထိခိုက်စေတယ်အုံနောက်ကိုလည်းတုန်ခါမှုတွေအာကြည့်သည့်အတွက်ကြောင့်လူရဲ့ဒီအသိဉာဏ်ကိုလည်းပဲပျက်စီးစေတယ်လို့ဒီလိုဆိုတာအဲ့တော့ဗမာရီရဲ့အုံနောက်ဟာဘယ်လိုတွေဖြစ်နေမလဲသာစဉ်းစားကြည့်နမခန္ဓာလောက်အောင်ဆူညံတဲ့အတန်ချက်ချက်ကြီးတွေကိုတုံးပြီးတော့လှုပ်နေတာဆိုတော့အဲ မာလူမျိုးတွေရဲ့အုံနှောက်ဟာဘယ်လိုပုံစံဖြစ်နေမလဲဆိုနိုင်ငံညာသားတွေကမြင်လို့ရှိရင်အဲတချို့ကတော့ထင်တယ်ဗမာတွေကိုနိုင်ငံညာသားအထင်ကြီးတယ်လို့ကြီးလိုက်မယ်အဲ့ဒီမှာတည်တည်ချာချာသူတို့နဲ့ပေါင်းကြည့်ရင်ဒီလူတွေဟာသူငယ်နှက်စားတွေလို့ပဲဒီလိုပဲအောင်းမိတာဘာလို့လို့ဆိုတော့လှုပ်တာနဲ့ဟိုဟာနဲ့တခြားစီတွေတော်တော်များများတွေတွေ့ရတယ်ပေါ့ဆူညံမှုတွေဟာ ဒီနားနိုင်ငံတွေကြည့်မယ်ဆိုရင်မြန်မာနဲ့အိန္ဒိယဟာအဆူဆုံးနိုင်ငံနှစ်နိုင်ငံပဲတခြားနိုင်ငံတွေသွားကြည့်တိတ်ဆိတ်နေတယ်ဘာသာမှမကြားရကမ္မထာအထုတ်လို့ရတယ်နေရာတိုင်းဟာကမ္မထာအထုတ်လို့ရနိုင်ငံခြားမှာရောက်ဖူးနေဘူးတဲ့လူတွေသိပါဥရောပတို့အမေရိကတို့သွားလို့ဆိုဘယ်တော့ဖြစ်ဖြစ်ငြိမ်းတာပဲဘယ်နေရာဖြစ်ဖြစ်တိတ်ဆိတ်နေတယ်စကားပြောတာတောင်မှရုံးနေဝင်သွားလဲငြိမ်းနေတာပဲစူပါမားကတ်တွေထဲဝင်သွားလဲငြိမ်းနေတာပဲ သူ့လှုပ်သူ့လှုပ်ပြီးတော့လူတွေဟာတိတ်တိတ်ဆိတ်ဆိတ်နေလေးရှိကြတယ်အဲ့ဒါဟာမြတ်စွာဘုရားကြိုက်တဲ့တိတ်ဆိတ်ငြိမ်တဲ့မှုပဲမြတ်စွာဘုရားသခင်ကိုတော်များကတတိပေးထားတာရှိတယ်ယဟန်တော်တွေကိုအများအားဆုံးမှတယ်တဏိပဋိတဏံဝောဘိက္ခေဒွဲ့ယံကရဏီယနှစ်ဦးဆုံမိပြီဆိုလို့ရှိရင်မင်းတို့ဆုံမိလာလို့ရှိရင်နဲ့နှမျိုးပဲလှုပ်တဲ့နယ်လို့မြတ်စွာဘုရားနှမျိုးပဲလှုပ်ရမယ်ဘာလှုပ်ရမလဲလို့ဆုံလို့ရှိရင် ဓမ္မိကထာဝါအကျိုးရှိတဲ့တရားစကားအထိပ္ပယ်ရှိတဲ့တရားစကားပြောခြင်းပြောတဲ့မပြောလို့ရှိရင်အရိယောဝါတုံနိဗ္ဗာန်ဝမြင့်မြတ်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နေရမယ်ဒါကြောင့်မို့လို့နိုင်ငံသားတွေမှာရေးထားတယ် Nobel Silent Silent ကို Nobel Silent လို့ပြောတာเนาะကမ္ဘာတစ်နှလုံးသွင်းပြီးတိတ်ဆိတ်ငြိမ်သက်စွာနေထိုင်မှုရသော်ဗျာအင်တာမတ်မြတ်နိုးတယ်အကယ်၍ အတန်ဖြည့်ရလို့ရှိရင်တောင်းပါပဲတရားနဲ့ပတ်သက်တဲ့စကားသံပဲပြောဖို့ယဟန်တွေကိုအဲ့လိုဆုံးမတွင်တင်ထားတာရှိတယ်ပေါ့အဲ့ဒါတွေနဲ့ဟာလုံးဝစမ်းကျင်မဲ့တွေဖြစ်တယ်ပေါ့မြန်မာပြည်မှာကဘယ်နေရာပဲဖြစ်ဖြစ်မြန်မာပြည်အနှံ့အပြားဟာဒီတိုင်းဖြစ်နေဒီစနစ်ကြီးကိုဘယ်တော့မှပြင်နိုင်မလဲတော့မပြောတတ်ဘူးသူတယောက်နဲ့လည်းပြင်လို့မရနိုင်ဘူးအဲ့တော့ဒီတရားပွဲတွေဘာတွေကျင်းပပြီဆိုတဲ့အခါမှာ အမတမ်းမတိတ်ဆိတ်ငြိမ်သက်တဲ့ရက်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးရွေးချယ်ပြီးတော့လှုပ်တဲ့နေပေါ့ကိုနေရာကိုဖျားဝဲကိုဟာဒီလိုပုံစံမျိုးနဲ့မလှုပ်တဲ့ဘူးပေါ့လှုပ်ရင်တရားဝဲဟာပျော်ပွဲရှင်ဝဲမဟုတ်ဘူးဖျားတရားကိုတလေးတစားနားထောင်ပြီးတော့အတိညာရအောင်နာမတရားပွဲရဲ့အတိတ်ပဲအနှစ်သာရလည်းရှိတယ်ရသော်ဘုရားရဲ့အဆုံးမနဲ့နာယူရာရောက်တယ်အဲ့ဒါလို့မဟုတ်လို့ရှိရင် အတိတ်ပဲမဲ့တဲ့အလုပ်တွေလုပ်တယ်လို့ဖျားဘူးသွားတယ်ဆိုရင်ဖျားတစ်ခါမှမဖူးပဲနဲ့နော်ကစုံပေါင်းဝတ်ချပြီးတော့လူတွေဟာဟိုဖို့ငေးတည်ငေးနဲ့ပဲဖျားပွဲပြီးသွားအဲ့လိုဖျားဘူးရတောင်ကိုအကျိုးအတွက်ကိုဖူးတယ်လေစနေသားဆိုလို့ရှိရင်စနေတောင်းကဖျားတော့ရေမွန်းလေရော့အဲ့ဒီမှာစနေတောင်းကဖျားရေမွန်းခံရမယ် နော်တနည်းနေသားနဲ့တော့တွေ့ရင်တော့တနည်းနေသားတောင်းကရေတက်ပဲဆောင်းရောပါရောကုံရေမောမှာပဲအဲ့ဒါစဉ်းစားကြည့်ပေါ့ဖရဲသက်တော်ထင်ရှားရှိရင်ဒီလိုကြီးလှုပ်လို့ရမလားနော်ဒီလိုကြီးလှုပ်လို့ရမလားအဲ့တော့မြန်မာလူမျိုးတွေရဲ့ဒီစိတ်ဓာတ်တွေဘာသာတရားနဲ့ပတ်သက်ပြီးတော့ခံယူချက်တွေဟာအမှန်တမ်းနှိမ့်ချနေသေးတယ်လို့ဘုန်းကြီးတို့ကတော့ဒီလိုမြင်နေအဲ့ဒီနှိမ့်ချနေတာတွေကိုမနှိမ့်ချစေချင်ဘူး တူချင်းတူချင်းကိုယ့်ဟာကိုယ်ပြင်သွားဖို့လိုတယ်မပြင်လို့ရှင်တော့တသက်လုံးဒီတိုင်းပဲဖြစ်သွားမှာပဲမြန်မာပြည်ကတိုးတက်လာဖို့တော့ဘာသာတရားနဲ့ပတ်သက်လာလို့ရှင်တိုးတက်ဖို့အမတန်မှခင်းတယ်ဘာသာတရားနဲ့ပတ်သက်လာလို့ရှင်မြန်မာလူမျိုးကဒါဘာသာရေးကိစ္စဒါကပျော်ပွဲရှင်ဝဲကိစ္စလို့မခွဲခြားတတ်ဘူးဘာသာရေးကိစ္စမှာလည်းပျော်ပွဲရှင်ဝဲနဲ့တွဲတယ်နော်ပျော်ပွဲရှင်ဝဲကိစ္စမှာလည်းပဲတွဲတယ်အများအား နောက်ဆုံးမှာဘုန်းကြီးပြန်ခြတာတောင်မှပဲဟိုပျော်ပွဲရှင်ပွဲနဲ့ခြတဲ့လူမျိုးဖြစ်နေတယ်ခုဟာတန်ဝေကယူရမယ့်အချိန်လဲပျော်လိုက်တာပဲဖះပေါ်မှာအလေးနဲ့ထားပြီးရှစ်ခွရမယ့်အချိန်မှာလဲပျော်ပွဲနဲ့ပဲအဲ့တော့ပျော်ပွဲနဲ့ခင်းတဲ့နေရာအတ္တမရှားတယ်မြန်မာလူမျိုးတွေကဘုန်းကြီးသေးတာလဲဝမ်းသာလို့နော်ဝမ်းသာပြီးတော့ပျော်ပွဲရှင်ပွဲနဲ့လှုပ်ကြတယ်အဲ့ဒီပုံစံမျိုးဖြစ်တယ်အဲ့တော့ ဒါတွေကအင်တမလူမျိုးနဲ့ချီပြီးတော့စဉ်းစားတိုက်တဲ့ကိစ္စတွေပေါ့ဗမာလူမျိုးတွေပြင်နေတာတွေအများကြီးပဲဒါကဘယ်သူ့အပြစ်မှပြောเสียရမလို့အားလုံးရဲ့အပြစ်ပဲကိုယ့်အကူဆင်ញံတုံတရားမရှိဘူးဆိုလို့ရှိရင်ဒီလူမျိုးတွေဟာဒီတိုင်းပဲသွားမှာပဲပေါ့ကြည့်လေဖះဘော်ကနေပြီးတော့တခြင်းဖွင့်လို့ရှိရင်ဘာတခြင်းနေဖွင့်ယရနာ၃မှာနဲ့ပတ်သက်တဲ့တခြင်းတချို့နိုင်ငံတွေမှာဆိုလို့ရှိရင် ယရဏသုံးပါးနဲ့ပတ်သက်တဲ့သချင်းပဲဖွင့်ရမယ်။ဒီဘာသာရေးပွဲတော်ဆိုလို့ရှိရင်ဘာသာရေးနဲ့ပတ်သက်တဲ့သချင်းပဲဖွင့်တယ်။ဘုန်းကြီးတို့တိရီလင်ကနိုင်ငံမှာ6နှစ်နေခဲ့တယ်။ဖျားဘောကဖွင့်ဘာသာရေးနဲ့ပတ်သက်တာပဲဖွင့်ရမယ်။နော်။စီကံအမတန်မှရှိတယ်။ဘာသာရေးနဲ့ပတ်သက်တာဖွင့်တယ်။မနေ့ဆိုလို့ရှိရင်ရေဒီယိုတို့ဘာတို့ကနမောတတကစလာဘုရားဘာသာနိုင်ငံရဲ့တရုတ်အမတန်မှပြီးတာ။ ဘာသာရေးခန္ဓာတွေလောက်ပြီဆိုရင်အောင်ကြီး၈ပါးကိုတချင်းလို့ဆိုတယ်ဒါပဲပါဠိလိုအဲ့ဒါလို့သူတို့စီမှာ devotional sound ဆိုတာတည်တဲ့ထုတ် devotional sound လို့ခေါ်တယ်ဒီကိုယ်ပဲမှုနဲ့ပတ်သက်တဲ့တချင်းတွေဟာတတ်တတ်ရှိတယ်ဒီပေါ်နိုင်ငံသွားတဲ့အခါလည်းပဲဘာသာရေးပွဲတော်တွေဆိုရင် devotional sound ပဲဖွင့်တယ်သူတို့မှာဒီပြင်တချင်းကိုမဖွင့်ရအောင်အမြဲတမ်းစနစ်ရှိတယ်ဗမာပြည်မှာတော့မဟုတ်ဘူး ဖရာဘုရားဖွင့်လိုက်တဲ့တခြင်းကလည်းပဲလမ်းမေးဖွင့်တဲ့တခြင်းပဲမထူးဘူးအဲ့တော့ဖရာဘုရားဖွင့်တဲ့တခြင်းရဲ့လမ်းမေးရဖွင့်တဲ့တခြင်းရဲ့ရွေးချယ်မှုမရှိဘူးเนาะအဲ့ဒါဟာတွေဟာပမပြေမှာဒီဟိုအသိဉာဏ်မရှိရရောက်တယ်ပေါ့လူမျိုးပါကဟိုတိတ်တင်ရရောက်တယ်အမှန်တမ်းမဟုတ်ခွဲခြားပြီးတော့မသိဘူးဆိုတဲ့အတိတ်ပဲမျိုးကဲ့ရဲ့ဆရာတွေအများကြီးဖြစ်တယ် ကဲရစရာဖြစ်လို့နိုင်ငံညာသားတွေကလည်းကဲရတဲ့ဒီအချက်တွေနဲ့ပတ်သက်လာလို့ရှင်ပမာလူမျိုးတွေကိုမချီးမွမ်းမှုတာတွေနဲ့ပတ်သက်လာအဲ့တော့ဒါတွေကအမှန်တမ်းမှတတိထားတဲ့ကိစ္စတွေပေါ့အမှန်တမ်းမှတတိထားတဲ့ကိစ္စ